Grazie. <whispers> ံပါလေအမတ်တရဖြိုးကြီးရဲ့ဒီပလက်တီနမ်ဆွဲထားတဲ့ချင်းကိုရဆန်နဲ့ရိုက်တော့ဆိုလဲအဲ့လိုပဲရေကူးကမှာကိုကရေမကူးတက်ဘူးပေါ့နော်ပြောထားတာအဲ့ဒါကိုရအောင်လို့ရေကူးကအလဲကိုရိုက်ပြီးတော့အဲ့ပေါ်ပိုင်းပစ်ချမယ်ဆိုပြီးတော့လုပ်တာပေါ့နော်ကိုကရေမကူးတက်ဘူးတကူရေပြောထားတာအဲ့ဒါအတိလဲသိရောအဲ့လိုမျိုးတွေပေါ့စတာပေါ့နော်တကယ်တော့မပစ်ချပါဘူးစတာပေါ့တွန်းချတဲ့ပုံစံတွေပါလေလုပ်တာမနော်ကိုကကြောက်တာတုံးနေရတယ်ရေမကူးတက်တော့လေကြောက်တာပေါ့နော်ကိုရစားတော့စတာများတယ်ဒါပေမဲ့ရိုင်းရောဟိုလိုမျိုးတော့မ ဟုတ်ပေါ့เนาะအဲသူ့အနေနဲ့တော့သူနဲ့ရှင်လိုက်လို့ရှင်မီလီတို့တွေကဘာပြောခလေးတတ်တာပဲဆိုတော့သူ့အနေနဲ့တော့စတာပဲပေါ့အဓိကဒါပေမဲ့ကိုလိုမျိုးညနာအချိန်လိုနဲ့ဆန္ဒမျိုးနဲ့တော့လောက်တာတော့တခုမှမရှိပါဘူး။နောက်အဲကျေးဇူးပါကွယ်ဆိုတဲ့ shine တဲ့ချင်းမှာနောက်ဆုံးပြန်ဆောင်တာပေါ့เนาะအဲ့ဒါကြတော့အဲ့လိုမျိုးပဲရထားလာတဲ့အချိန်မှာရထားကိုတွန်းချတာတွေပါလာတာပါအကွာလည်းသူ့လက်ချီကိုပြန်ဆွဲထားတယောက်တည်းတော့တွန်းချမှန်းပေါ့ကိုရအောင်ပါခေါ်ပါမယ် အဲ့လိုမျိုးလေးပေါ့တက်လက်တက်ထားလေမြင်လေးတော့ဟိုးရင်နေရဆိုအပေးယူတာတဲ့ပြီးသားအတက်တော့စိုက်လည်းမစိုးဘူးနောက်ပြီးတော့တက်တော့နင်းလာစီကိုလည်းဆန္ဒလည်းမရှိဘူးအဲကိုယ့်ရဲ့အမှုပညာမောင်မမတွေပေါ့နော်အဲ့လိုစတာတော့ဒါအဲ့လိုမျိုးပဲရှိတာပါအမေလေးเนี่ยမဆုံတာလည်းတော်တော်ကြာပြီဆိုတော့ ဒီနေ့ပြန်ပြီးတော့စုံရရလိမ့်ရတဲ့အမဘယ်လိုခံစားရလဲအဲခုနလိုပေါ့အတိုင်းမသိပြောတာပေါ့ဘာလို့လဲဆိုတော့ကိုစိလေးနဲ့ကမီလေးနဲ့ကလွန်ခဲ့တဲ့အနှစ်ပေါင်း20လောက်ထဲကခင်ခဲ့တာဆိုတော့အခုမှခင်တာမဟုတ်ဘူးပေါ့နော်အဲ့တော့မီလေးကလည်းတွေးချင်တယ်ဒါပေမဲ့ခြေထဲမှာလည်းကိုရဲ့ကိုအလုပ်ရှင်နဲ့ကိုမအားကိုစိလေးကလည်းမအားရဲ့ခါကြတော့အာခုနလိုမတွေးပြဘူးပေါ့အခုလိုမျိုးဒီနေ့လေးမှစုံရမယ်လို့ကြားတာနဲ့ဟိုအရန်ဝတ်တာပြီးပျော်တယ်ဘာလို့လဲဆိုတော့ဟာကိုစိလေးဆိုလို့ရှိရင် ခုနလိုပေါ့နော်ကိုလိမ့်နေကြဆိုတော့ပေါ့နော်လိမ့်ချင်တယ်အဲနောက်ပြီးတော့မတွေ့ရလဲကြာပြီးဆိုစကားကြီးလည်းပြောချင်တယ်အဲအဲ့လိုမျိုးလေးပေါ့ဒီနေ့ကတော့တကယ်အမှတ်တရနေလေးတစ်ခုပါပဲပြီးတော့ဒါသတင်းကျွတ်တွေလည်းဒါပထမအောင်ဆုံးကိုစိတ်လေးနဲ့ပဲလိမ့်ပြီးတော့ရိုက်တာပါမမေလေးရဲ့အဖေကဒါကျွန်တော်ရဲ့ဆရာပေါ့နော်ကိုစောမြင့်ကကျွန်တော်ဒီတပ်ပုံလောကအောင်စဝင်တဲ့အချိန်မှာလေးကကျွန်တော်တို့ဒါအကုန်တင်ပေးခဲ့တာအဲ့တော့လည်းမမေလေးရဲ့အကူအညီနဲ့ပဲအမကပြောပြရောပေါ့နော် အမဖေနဲ့တင်းနှံတက်ချင်တယ်ဆိုပြီးအမမေလေးရပဲပြောပြီးခဲ့တာပေါ့ဘာမှမပြောင်းလဲမမေလေးကငငယ်တော့ကလှတဲ့အတိုင်းပဲအခုလည်းလှတော့မယ်ငငယ်တော့ခန္ဓာကိုယ်တိုင်းလည်းအခုတိုင်းပဲနောက်ဆုံးမျက်လုံးတည်းကမျက်ကပ်မှဆာသူဘာမှမပြောင်းအဲ့လိုမျိုးဆိုတော့မပြောင်းလဲတဲ့အရာမှာဒါအပြင်ပန်းသဏ္ဍာန်လည်းမပြောင်းလဲသူတို့စိတ်ပိုင်းသဏ္ဍာန်လည်းမပြောင်းဘောနော်ဟိုမမေလေးနဲ့ကျွန်တော်တို့ကအပြင်မှာဟိုခဏခဏမတွေးဖြစ်တာပဲရှိမှာဒါပေမဲ့နိုင်ပေါ်မှာတော့အမြဲတမ်းဟို comment လေးမှတ်ဖြစ်တဲ့စကားတွေပြောဖြစ် ်တယ်ဒါပေမဲ့ရင်ထဲကခင်မင်မှုတွေကအခုချိန်မှာပြန်တွေးတော့လဲဟိုအလွန်ကြီးအနည်း20လောက်ပဲတားကြီးဟုတ်တယ်เนาะတာကြီးတက်တက်လောက်ရှိပြီကျွန်တော်တို့ရင်းနေခဲ့တာပြီးတော့အဲ့လိုခုနပြောသလိုအဖေနဲ့ပဲရင်းနေတာမဟုတ်ကိုချမ်းနဲ့လည်းအရန်ချစ်တယ်မမေလေးကညိုသားဆိုကျွန်တော်တို့ဒါညီကိုလိုပဲပြောကြရဲဆိုကြတယ်ဟုတ်တယ်စကားကြီးပြောနေပြီအဲ့လိုဆိုတော့မမေလေးရဲ့အမားကြီးမမကြီးနဲ့လည်းခင်တယ် အဲ့တော့တဆွေလုံးတစ်မျိုးလုံးနဲ့ခင်တာပေါ့နော်တဆွေကိုချမ်းမေမေဆိုလဲကျွန်တော်အရန်ချစ်တာကိုချမ်းမေမေကအရင်ကလာပြီးတော့အားပေးတယ်ကျွန်တော်တို့သပင်ညက်ဆိုင်ခွင့်နဲ့ချိန်ရဆိုချင်းအန်ဒီရလေးတန်းချစ်ဖို့ကောင်းတယ်အခုအန်ဒီမရှိတော့ချိန်မှလည်းအရန်တတိရတာပေါ့နော်အမလီအရန်ကြိုက်ခဲ့တာပေါ့အဲ့ချိန်တော့အချင်းမြဝန်တချင်းထွက်တဲ့ချိန်မှကျွန်တော်ကဒါတက္ကသိုလ်ကျောင်းသားအရွယ်လောက်ပဲရှိသေးတဲ့ခါကျတော့အဲပြောမယ်ဆိုလို့ရှိရင်အမှုပညာသမားရင်းနဲ့အရန်ဝေးတယ်ကိုကဒီနယ်ပယ်တဲ့ဝင်လာမယ်မလားမသိထားဘူးပေါ့နော်ကိုလည်းအဲဂီတကို ါဒနာပါလူတယောက်အနေနဲ့ကိုကြိုက်တဲ့တခြင်းမှာတယောက်ဆောင်တဲ့မင်းသမီးဆိုတာညံဝန်းပြပြလေးဆိုကျွန်တော်ငငယ်တော့အခက်ဆိုလို့ရှိရင်အရန်မျက်ကမှန်ဆိုတာကအထူးဆန်းဖြစ်နေရတယ်နော်အခုလိုမပေါ်ဘူးကွယ်အခုလိုမျိုးလည်းချက်ချင်းမရဘူးဟုတ်တယ်အဲ့ဒါကြောင့်မအဲ့တရလေးတခြားမင်းသမီးနဲ့လုံးဝမတူဘူးအဲ့လိုမျိုးသူ့ရဲ့အကြည့်လေးကအရန်မိုက်တယ်ဆိုပြီးတော့ကိုအားပေးခဲ့ရတဲ့ဒါမင်းသမီးနဲ့အခုလိုမျိုးရင်းနှီးခွင့်ရတယ် လုပ်တွေတူတူလုပ်ခွင့်ရတဲ့အတွက်လည်းအတိုင်းမတိပြောတာပေါ့မီလီလည်းတူတူပါပဲရှိရပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီတော့တငယ်ချင်းတွေနဲ့အမှတ်တရပေါ့ဥမာမီလီရဲ့အဲ့ဒီတော့တွေ့မှာပေါ့အတွဲလိုက်တငယ်ချင်းလေးတွေနဲ့အများအားတွေ့ရတယ်ဆိုတော့အမှတ်တရတွေကတော့အများကြီးပဲကိုရာဇာနဲ့လည်းရှိရဲ့နောက်ပြီးတော့ကိုရာဇာနဲ့တော့ပုံများတာပေါ့နော်အာနောက်ပြီးတော့အဲ့တန်တဲ့တငယ်ချင်းတွေနဲ့လည်းအများကြီးပဲမီလီရှိရဲ့ဥမာပလဲရောမီဆူရောနဲ့ပေါ့နော်အဲ့ဒါမျိုးလေးတွေ အလွဲလေးလည်းရှိရပါဘူး။ဥမာတောင်းနေဖက်နဲ့ဆိုလို့ရှိရင်ရိုက်နေတဲ့ကိုသူသူဆန်နဲ့ရိုက်နေတဲ့လမ်းနဲ့ပြေးတဲ့အချိန်မှာတောက်ကကျူးသွားတာဟိုအဲ့လိုမျိုးလေးတွေပြီးသွားလို့ရှိရင်အဲ့လိုမြက်ကမှန်တက်ထားနေတဲ့မြက်ကမှန်ကကွာကြွားပြီးတော့တစ်ဖက်ကမျက်လုံးကအညိုရောင်အပြာရောင်ဖြစ်နေတာလန့်သွားတာ။ကိုကတော့ဘာမှမသိဘူး။ဘာမှမသိလိုက်တော့တော့အဲ့ချိန်ကရိုက်နေတော့ဇောကကျတော့ရိုက်တဲ့စိတ်မှာပဲရှိနေတော့မြင်လားမမြင်လားအသိချာမသိလိုက်ဘူးပေါ့နော်အဲ့လိုမျိုးတွေပေါ့အမှန်တော့ဝါးနေတာဘာလို့ဝါးလေလဲမသိဘူးဆိုတော့တစ်ဖက်က ကြည်နေတော့ဟောတစ်ဖက်ကတော့မြင်ရတယ်တစ်ဖက်ကလည်းမမြင်ရဘူး ဲ့လိုမျိုးလေးပေါ့ရိုက်ကွင်းရဲ့အလွဲလေးတွေကတော့အဲ့လိုမှရှိရပါဘူး။အာအဲ့ဒါတော့တုံးနေတော့အဲ့ဒါဆိုတော့ရေကူးကန်ပါလေသမတ်တရဖြိုးကြီးရဲ့ဒီပလက်တီနဲ့ဆွဲထားတဲ့ချင်းကိုရာဇာနဲ့ရိုက်တော့ဆိုလဲအဲ့လိုပဲရေကူးကန်မှာကိုကရေမကူးတက်ဘူးပေါ့နော်ပြောထားတာအဲ့ဒါကိုရအောင်လို့ရေကူးကန်အလဲကိုရိုက်ပြီးတော့အဲ့ပေါ်ကပြစ်ချမယ်ဆိုပြီးတော့လုပ်တာပေါ့နော်ကိုကရေမကူးတက်ဘူးဆိုကိုရေကပြောထားတာအဲ့ဒါကိုသိလဲသိရောအဲ့လိုမျိုးတွေပေါ့စတာပေါ့နော်တကယ်တော့မပြစ်ချပါဘူးစတာပေါ့ ွန်းချတဲ့ပုံစံလေးပါလေမနော်ကိုကကြောက်တာတုံးနေရရေကိုမကူတတ်တော့လေကြောက်တာပေါ့နော်ကိုရစားတော့စတာများတယ်ဒါပေမဲ့ရိုင်းရောဟိုလိုမျိုးတော့မဟုတ်ဘောနော်အဲသူ့အနေနဲ့တော့သူနဲ့ရှင်လိုက်လို့ရှင်မီလီတို့တွေကဘာပြောခလေးတတ်တာပဲဆိုတော့သူအနေနဲ့တော့စတာပဲပေါ့အဓိကဒါပေမဲ့ကိုလိုမျိုးညနာဂျီလိုတဲ့ဆန္ဒမျိုးနဲ့တော့လောက်တာတော့တခုမှမရှိပါဘူးနောက်အဲကျေးဇူးပါကွယ်ဆိုရဲရှိုင်းသက်ချင်းမှာနောက်ဆုံးပြန်ဆောင်တာပေါ့နော် အဲ့ဒါကြတော့အဲ့လိုမျိုးပဲရထားလာတဲ့အချိန်မှာရထားဟိုတွန်းချတာတွေပါရတာပါအဲ့ကိုကလည်းသူ့လက်ကြီးကိုပြန်ဆွဲထားတယောက်တည်းတော့တွန်းချမလို့ကိုကရတာပေါ့ပေါ့ပါမယ်အဲ့လိုမျိုးလေးပေါ့တက်တက်တောင်ထားကလေမြေလေးတော့ဟိုးရင်နေရဆိုအပေးယူတာတဲ့ပြီးသားအဲ့တက်တောင်စိတ်လည်းမစိုးဘူးနောက်ပြီးတော့တက်တောင်နင်းလာစီဘူးလဲဆန္ဒလည်းမရှိဘူးအဲ့ကိုရဲ့အနုပညာမောင်မမတွေပေါ့နော်အဲ့လိုစတာနောက်တာအဲ့လိုမျိုးပဲရှိတာပါ ဒါကတော့ဒီဘက်ခင်မှာမပါလာတော့ဘူးလို့လည်းပြောလို့မရဘူးเนาะအမြဲတမ်းရည်စည်းချောင်းဆိုတာတကြောပြန်နေတာပဲမမေလေးလည်းအကုန်တူပညာကိုနားလိုက်တာလည်းမဟုတ်ဘူး तू အဲလှုပ်ရှင်ရှိသလိုပြန်ပြီးရိုက်ကိုရခုနတော်မှ तू နဲ့မိတ်ကပ်ပြင်းနေပြောဖြစ်သေးရဲ့မမေလေးတနစ်ကိုတကားလောက်တော့ရိုက်ပါအမောပြိသက်တွေကမျောလင့်နေသေးတယ်ပေါ့เนาะသိနေပြောနေအဲ့ဒါတော့လေရွေးသိချာရွေးပြီးတော့ရိုက်ပါပေါ့เนาะရိုက်စီစနေကိုကလည်းအမှန်တိုင်းပြောရင်အလုပ်တစ်ဖက်လည်းပါတယ်ပေါ့เนาะကိုရဲ့ ဗီဇာဆိုရင်စာရည်အလုပ်တွေရောဆိုအများကြီးစဉ်းစားရပြီအရင်ကလိုအချိန်ပေးနိုင်မှာလားလက်ခံပြီးရင်လည်းကိုစိန်လင်းရဲ့ကိုကပြီးအောင်လို့တာဝန်ယူရတော့မှာလေအလုပ်တစ်ခုကပြီးတော့အကောင်းဆုံးဆိုတာမျိုးကိုကလုပ်ပေးတင်တဲ့ခါကျတော့ကိုတာဝန်မယူနိုင်တဲ့ဟာမျိုးဖြစ်မှာလဲဆိုတာအဲ့တော့အရန်ချိန်ရတာပေါ့နော်အဲ့ဒါကြောင့်မလို့ပါ အော်ပြိသက်နဲ့ထပ်တူနှံ့ညောတာပေါ့နော်ကိုချစ်ခဲ့ရတဲ့ကိုအားပေးခဲ့ရတဲ့အမှုပညာရှင်တရားကိုနဲ့လေမောင်နှမတို့ခင်ရဲ့အချိန်မှာပြန်လို့ပြန်လို့တော့တိုက်တော်နာပဲအဲ့တော့ဟိုဘာဖြစ်မြင်ရမှာပါအခုဆိုလို့ရှင်လည်းဒါကိုရစာနဲ့လည်းနောက်ပိုင်းလည်းသူတို့ကြုံလာအောင်မွဲပဲဆိုတော့လေကြုံလာရင်လည်းရိုက်ဖို့ရှိပါတယ်လို့ဟုတ်ဟုတ်တကယ်ပါအရေးကြီးရပါတော့အရေးကြီးရပါ surprise တိုက်တယ်ဆိုတော့သူကဒီရိုက်တဲ့အချိန်မှာ သူ့ရဲ့ဒီ action ရပေါ့နော်သူလုံနေတဲ့ move ပုံမူတည်ပြီးတော့သူကိုယ်လည်းမသိဘူး move ကလေအဲ့လိုရဟာတယ်မှာတော့တမျိုးတကယ်ရိုက်လို့ရှင်တမျိုးအဲ့လိုဖြစ်ဖြစ်သွားတာပေါ့အဓိကကတော့သူက move နဲ့လုပ်တဲ့ဟိုဘယ်လိုပြောမလဲ item မဟုတ်ဘဲနဲ့ပေါ့နော်သူ့ရဲ့စိတ်ထဲမှာခံစားချက်တစ်ခုပေါ်လာပြီးတော့သူကထလုပ်လိုက်တာဒါပေမဲ့အဲ့ဒါကိုတစ်ဖက်ကတရုပ်ဆောင်တဲ့လူကိုမပြောထားတဲ့ခါကျတော့ကိုက response item ကိုဘယ်လိုလုပ်ရမလဲသူ့ရဲ့ဒီချိန်ွားတဲ့ move ပုံမှာကိုကဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကို မသိတာပေါ့အဓိကတော့ chemistry ပေါ့နော် chemistry တောင်းတဲ့တယောက်ကဒါကတော့ရိုက်တာကြာပြီးတော့ရိုက်တာများတော့မှပဲသူ့ရဲ့အထာအထာကိုသိတာပေါ့မင်းလေးတို့ကြတော့ဟိုးရင်ထဲကရိုက်တဲ့ခဲတဲ့အခါကျတော့ तू ဘလို့မှုပြောင်းပြောင်း तू ပြောင်းတဲ့မှုပေါ့ကိုကလိုက်မှုပြောင်းပြီးတော့တယုံဆောင်လိုက်တာပဲဆိုတော့အင်းတိတ်ခက်ခဲတယ် မိလေးတို့မှာဒီလိုကြောင်သွားတာတွေလို့အဲ့လိုမျိုးပေါ့နော်သူလှုပ်တဲ့မှုကိုကိုကဘယ်လိုပြန်လုပ်ရမလဲဆိုတော့ချက်ချင်းအုံနောက်ကပေါ့နော်သိသွားတာပေါ့အဲ့ဒါမျိုးလေးဆိုတော့အခက်ခဲမရှိဘူးဒါပေမဲ့ဂျန်တဲ့လူတွေကြတော့ဟိုနည်းနည်းလေးသူ့အထာတော့ပြီးပို့လို့ပါပေါ့အေးအဲ့ဒါဆိုလည်းအရန်လေးကြင်ရတာအဲ့သူတစ်ချင်းတစ်ချင်းတစ်ချင်းရိုက်ဖို့နေလို့တလားလောက်တကက်ဒန်ဆာတွေနဲ့ခေါ်ပြီးတော့လေးကျင်ပြီးတော့အင်ဂျီကိုအဲ့ခစ်တော့ရိုးရဲမှာ shopping ထွက်ပြီးတော့ဝယ်ခဲ့ရတာအဲ့ကြောင့်မေလေးတို့အင်ဂျီတွေက ဒီမှာအခုလောလောဆယ်ပေါ့နော်ဟိုဒီမှာဆိုတော့ဒီဘက်ခင်မဟုတ်ပေါ့အဲ့တော့ခင်တော့ဟာဆိုလိုက်ဝယ်လို့မရအောင်ဖန်ကောင်းမှာပဲ shopping ထွက်ဖန်ကောင်းမှာပဲဝယ်အခုလိုလဲ online နေမရှိဘူးမှာလို့လည်းမရဘူးကိုယ်တိုင်းတော့ဝယ်ရတာဟဲ့အဲ့လိုမျိုးလေးတွေပေါ့ဆိုတော့อืมသူ fashion နဲ့ပေါ့နော်သူခင်နဲ့သူခံနေတော့ဟုတ်နေရပါတယ်အမေလေးရတဲ့စိတ်ဖြစ်ပါ อะลอมะเผ็ดแล้วเราบ่วิตะมาเออเราก็เราไม่เผ็ดเออแต่ตัวเราไม่เผ็ดบ่สอซี้จิ้มแม่ติเปลี่ยนตัวบ่ล่ะบ่บ่ซี้จิ้มแม่ติอ่ะအော်မေဒီရိုက်တဲ့ဟာဆိုလဲကိုစိန်လေးနဲ့ပဲပေါ့နော်နောက်လျှောက်ဘောင်ဆက်ပေါ်ကရှိပါတယ်အတေကတော့ကျွန်တော် today စီချာ coffee စားထုတ်တဲ့နောက်ပိုင်းလောက်ကမမေလေးကိုကြော်ညာရိုက်မယ် coffee လေးကိုအရင်စမ်းတောက်ပြီးတောက်ပြီးတော့မှအဲတကယ်ကို experience ရပြီးတော့မှပဲရိုက်ချင်တယ်လို့ပြောထားတာတစ်နှစ်ပြည့်သွားရဲ့အဲ့တည်းက ်အခုတော့ဒီနေ့သူကော်ဖီတောက်ကြည့်တယ်ဆိုတော့ကျွန်တော်ကော်ဖီတောက်တာအရန်ကောင်းတယ်သူကြိုက်တယ်ပေါ့နော်ဆိုတော့တစ်ခါထပ်တိုက်ပါဦးသူ့ကိုကျွန်တော်ကတလားတိုက်မယ်လို့တလားတိုက်ပြီးလို့ရှိရင်အဲ result ကိုသိပြီဆိုရင်ကျွန်တော်တို့ကြော်ငြာရိုက်မယ်ပေါ့နော်အဓိကတော့အဲခုနမေးသလိုပေါ့နောက်ထပ်ဘာတွေလုပ်ဖို့ရှိလဲဆိုတော့ကျွန်တော်ရဲ့ today season coffee လေးကိုလည်းမမေးလေးကိုပေါ့နော်ကြော်ငြာလေးလုပ်ပေးဖို့အတွက်အကူအညီတောင်းထားပါတယ်အဲ့တည်းလည်းမမေးလေးရဲ့ပရိသတ်တွေကိုတခြားသောတင်ဆက်မှုတွေနဲ့အများကြီးထပ်ပြီးတော့မြင်တွေ့နေအောင်ကျွန်တော်တို့အစွမ်းကုန်စူးစမ်းချင်ပါတယ်လို့ မီလီကလည်းကြောညာတစ်ခုလက်ခံလို့ရှင်ရကိုကိုရိုင်းအရင်ဆုံးတုံးကြည့်ချင်တာလေဒီဟာကိုပတ်ဆိုင်ရလို့ကြောညာတာမျိုးတို့ဒီဟာကိုမကောင်းတဲ့ဟာကောင်းပါတယ်လို့အဲ့လိုမျိုးပြောချင်ဘူးအဲ့တော့ကိုကိုရိုင်းတုံးပြီးတော့ကိုကိုရိုင်းစိတ်ကြိုင်းကြချိန်နဲ့တယ်ဆိုအဲ့ရဲ့ဖြစ်လာတဲ့ပုံတော့ reset ပုံမူတည်ပြီးတော့မီလီကအကုန်လုံးကို sharing လုပ်ပြီးမှဖြစ်ပါတယ်အဲ့လောက်ထိမီလီ step break တက်ပြီးမီလီကအမြဲတမ်းစဉ်းစားပြရပါ